အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ9ရက်နေ့ရက်နေ့လည်ကင်းသတင်းတွေကိုစုစည်းတင်ဆက်ရအောင်မယ်အချိန်ကိုရောက်ရှိလိုလာပြီဖြစ်ပါတယ်အဲ့တော့ဒီသတင်းတွေကိုတော့ကျွန်တော်တို့နေ့စဉ်တင်ဆက်နေကြပုံစံအတိုင်းကျွန်တော်ရဲ့နဲ့တူညီမဖြစ်တဲ့စုစည်းကနေစုစည်းတင်ဆက်ပေးပါပါမင်္ဂလာပါရှင်ကျွန်တော်စုစည်းပါတော်လန်နေ့လေခင်မလို့ပြည်သူတွေကိုနှုတ်ခွန်းဆက်သားလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါစုစည်းအဲ့တော့ကျွန်တော်တို့မနေ့ကသတင်းတွေထဲမှာဆိုရင်လေအကြမ်းဖက်ဆစ်ရှုံးကောင်စီတဲ့ရဲ့ခေါင်းဆောင်မင်းအောင်နိုင်က သူတွေမဟုတ်ဘဲနဲ့ဇနီးဖြစ်တဲ့သူ့ရဲ့ချစ်စနီးကျူကျူလာပါဝင်သာသမီရေးပြစ်တွေပါခေါ်ပြီးတော့ရုရှားကိုခြိတက်သွားပြီလို့သိရပါတယ်ဒါမနက်ကတွေ့ခဲ့တဲ့သတင်းမှာအဲ့တော့ဒီကနေ့နေ့လယ်ခင်းမှာလည်းသတင်းထူးတွေရှိပါတယ်ဒါကတော့ကဘာကြီးနဲ့တက်ဆိုင်တဲ့သတင်းတွေပါအားလုံးနဲ့ဒီသတင်းထူးကိုသိကြပြီးဖြစ်မယ်လို့ယူကြည်ပါတယ်ဒါကတော့အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲစတင်ပြီဆိုတဲ့သတင်းမှာတော်တော်လေးကိုအရေးကြီးတဲ့သတင်းကြောင်းရဖြစ်ပါတယ်အဲ့တော့ ဒီအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲအကြောင်းအရာတိုက်ခိုက်မှုတွေဘယ်လိုဖြစ်နေလဲထိခိုက်မှုတွေဘယ်လိုဖြစ်နေလဲဆိုတဲ့သတင်းတွေကိုကမ္ဘာသတင်းမီဒီယာတွေကညဖော်ပြထားကြတယ်ကိုကျွန်တော်တို့ပထမဆုံးအနေနဲ့စူးစီးပြီးတော့တင်ဆက်ချင်ပါတယ်ခင်ဗျာအဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်လေပိုင်နက်ကိုခီးတဲ့တင်းနဲ့ကုန်တင်လေရင်ဒီအားလုံးရှောင်ရှားပြီးတော့ပြန်တက်နေရပါတယ်ဒီကနေ့မနေ့အစောပိုင်းမှာကျွန်တော်တို့အိန္ဒိယနိုင်ငံကနေပါကစ္စတန်နိုင်ငံအတွင်းနဲ့ ပါကစ္စတန်ထိချုပ်ထားတဲ့ကရှမီးယားဒေသတွေဒရုန်းကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ပါကစ္စတန်ကလည်းအိန္ဒိယတိုက်လေရင်နဲ့ဒရုန်းတွေကိုပြန်လည်ပြစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်အဲတော့စစ်ပွဲစတင်ပြီလို့ဆိုရမှာပါဧပြီလ22ရက်နေ့အိန္ဒိယထိန်းချုပ်ထားတဲ့ကရှမီးယားဒေသပါရဂန်ကျေးရွာမှာခီးသွွားအိန္ဒိယနိုင်ငံသား25ဦးနဲ့ဒီဘောနိုင်ငံသား2ဦးအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်နိုင်ငံကတာဝန်ယူရမယ်လို့အိန္ဒိယနိုင်ငံကထုတ်ဖော်ပြောကြားပြီးတဲ့နောက်မှာအိန္ဒိယကလည်းဒီကနေ့မနက်ခင်းမှာတိုက်ခိုက်မှုတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့လက်တလုံးမှာတော့တစ်ဖက်စီးပြင်းမာမှုတွေအမြင့်ဆုံးအခြေအနေရောက်ရှိနေပြီးနေပြည်တော်ပါလက်စတိုင်မှုအငြင်းပွားနေကြတဲ့ကရှမီးယားဒေသအပေါင်းဝင်နေဆက်တွေနဲ့ဒီကတ်တဲ့ပြည်နယ်တွေမှာကျောင်းတွေပိတ်ထတာအရေးပေါ်ကျောင်းရွှေ့ခိုင်းမှုတွေကိုတစ်ဖက်စလုံးကလုံဆောင်နေရှိနေကြပါတယ်ခင်ဗျာ။ နိုင်ငံစည်းရေးပြင်ဆင်မှုတွေကိုလည်းအကြီးအကျယ်မြင်တွေ့နေရတယ်လို့ကမ္ဘာသတင်းတွေမှာဖော်ပြထားပါတယ်။ဂရမနပိုင်အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့်ကလေးတွေပါဝင်လူရှိမှုသေဆုံးပြီး30ကျော်ဒဏ်ရာရရှိကြောင်းပါကစ္စတန်ဘက်ကနေပြီးတော့ထုတ်ဖော်ပြောဆိုထားပြီးတော့ဒီပြက်လေလက်တုံပြန်တိုက်ခိုက်နေဆိုပြီးတော့ကြုံရထားပါတယ်။အဲ့တော့အိန္ဒိယတပ်ဖွဲ့တွေအတွက်ဂုဏ်ယူပါတယ်လို့အိန္ဒိယပြည်ထောင်စုဝန်ကြီးအမစ်ရှာဟာကသူ့ရဲ့ X ဆိုရှယ်မီဒီယာမှာရေးသားပြီးတော့ချီးမွမ်းထားပါတယ်။ ပါကစ္စတန်ပေါ်တိုက်ခိုက်မှုတွေကိုစစ်တူးစစ်စင်ရေးလို့အပြီးပေးထားပြီဒါဟာပဲလက်ကမ်းပါရက်ဆက်ချမ်းကျုပ်စွာအသက်ခံရတယ်ကျွန်တော်တို့ရဲ့အပြစ်မဲ့တဲ့ညီကိုတွေအတွက်အိန္ဒိယရဲ့တုံ့ပြန်မှုလို့သူကတရားဝင်ရေးသားထားတာအိန္ဒိယနိုင်ငံနဲ့သူ့ရဲ့ပြည်သူတွေပေါ်မှာတိုက်ခိုက်လာမှုတွေကိုသိတော်တဲ့တုံ့ပြန်မှုတွေပေးဖို့ကိုမော်ဒီဆိုရာကဆုံးဖြတ်ခဲ့တာပါဘာရတ်လို့ဟိန္ဒူစကားနဲ့ခေါ်တဲ့အိန္ဒိယဟာအကြမ်းဖက်မှုဝါဒတွေကိုအမြစ်ကနေဖျက်ထုတ်ရှင်းလင်းမှု ခိုင်မာစွာဂရုပြုထားပါတယ်လို့သူကထက်လောင်းပြီးတော့ပြောဆိုထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီကနေ့မနေ့ပြစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုလည်းပါကစ္စတန်ဘက်ကမျက်မြင်တွေ့ရတဲ့သူတွေကကမ္ဘာသတင်းမီဒီယာတွေကိုပြောဆိုအဲဖြေကြတာရှိပါတယ်အခုတော့မတ်ဆူစီကနေဆက်ပြီးတော့အသေးစိတ်ပြောပြပေးပါခင်ဗျာဟုတ်ကဲ့ပါကိုရရင်အိန္ဒိယကပစ်လိုက်တဲ့ဒုံးကျည်တွေဟာပညာရေးနဲ့ဆိုင်တဲ့အဆောက်အဦးတွေအဆောက်အဦးတွေထဲကိုပေါ့နော်ကြာရောက်ခဲ့တယ်လို့ပါကစ္စတန်နိုင်ငံပန်ဂျပ်ပြည်နယ်မှာရှိတဲ့ မရိကီမာနေထိုင်တဲ့မိုဟာမက်ယူနီရှာကနေပြီးတော့ပြောဆိုလိုက်ပါတယ်။ဒုံးကျည်လေးလုံးထက်ကပထမ၃လုံးဟာအလင်းအမြန်ဇက်တိုက်ဆိုသလိုကြာလာခဲ့ပြီးလေးလုံးမြောက်ကတော့နောက်ထပ်9မိနစ်ကနေ9မိနစ်ထားမှကြာခဲ့တယ်လို့သူကပြောပါတယ်။အဲ့ဒီလိုကြာရောက်တဲ့နေရာတွေမှာကျောင်းနဲ့ကောလိပ်တဲခိုရိတ်တာနဲ့ဆေးကုသရေးဆိုင်ရာအဆောက်အဦတွေနဲ့ဗလီလိုနေရာတွေမှာအသီးသီးစုပေါင်းတည်ရှိနေပြီးတော့ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဝင်ကြီးထဲမှာမိသားစုအချို့လည်းနေထိုင်ကြတယ်လို့ရဟကနေပြီးတော့ပြောဆိုထားတာတွေ့ပါတယ်။အဲ့ဒီဖြစ်တဲ့နေရာအတွင်းမှာကယ်ဆယ်ရေးလုပ်သားတွေမိသားတက်ဖွဲ့နဲ့ရဲသားတွေဟာထိထိပြပြဖြစ်နေကြတယ်လို့လည်းသူကဆက်ပြောပါရဲ့။လူတွေကအခုအဲ့ဒီနေရာကနေလုံခြုံတဲ့နေရာကိုရွှေ့နေကြပြီ။မိုဟာမက်ဝါဟက်ကပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားရဲ့မြို့တော်မဇဖရာဘတ်ကဘီလာဆိုတဲ့ဗလီသားမှာနေထိုင်သူတအူးလည်းဖြစ်ပါရဲ့။ ိတ်ပျော်နေတဲ့အချိန်ပထမဆုံးပောက်ကွဲမှုကကျွန်တော်ရဲ့အိမ်တော်တုံသွားတယ်လို့သူကနေပြီးတော့ကမ္ဘာသတင်းဌာနတွေကိုပြောထားတာလည်းတွေ့ရပါတယ်။လမ်းမကိုထွက်ပြေးခဲ့ရတယ်။လမ်းမမှာလူတွေကစုပုံပြီးရှင်းနေနေပြီ။ပထမတော့ဘာဖြစ်မှန်းကိုတေချာမသိရသေးဘူး။ဒုံးကြီးသုံးလုံးကျော်လောက်ပောက်ကွဲပြီးတဲ့နောက်တော့ထိတ်ထိတ်ပြတ်ပြတ်နဲ့ဗယံပဒါတွေဖြစ်တော့တာပဲ။အမျိုးသမီးတွေအပါအဝင်လူသားချင်းလောက်ဟာထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီးတော့အနီးအနားကဆေးရုံတွေကိုပို့ဆောင်ခဲ့ကြရတယ်လို့လည်းသိရှိရပါတယ်။ ကျွန်တော်တို့ဒေတာရဲ့ပလီကိုဘာကြောင့်ပြစ်မှတ်ထားလဲဆိုတာလုံးဝကိုနားမလည်နိုင်ဘူးလို့ဂါမစ်ကပြောထားပါတယ်။ဒီအင်းနာဝင်းကျင်ကပလီလေးပါ။ဒီနေ့ကို9ဒိဒီအင်းနာကလူတွေပွပြကြတာ။ဒီဝင်းကျင်မှာတန်တရားရှိတဲ့လှုပ်ဆောင်မှုတွေဘယ်တော့မှမမြင်ခဲ့ဘူးပါဘူး။မတေချာမရေရာမှုတွေကအရန်ကိုမြင်နေဆိုတော့အာယုံခံစားမှုတွေနဲ့လူတွေကသူတို့ရဲ့အင်းတွေကနေထွက်ခွာနေကြရပြီလို့ဂါမစ်ကနေပြီးတော့ထပ်ပြောထားပါတယ်။ Okay ပါဒါကတော့ကျွန်တော်တို့ပါကစ္စတန်ဘက်ကနေပြီးတော့ ိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေကိုဒိဋ္ဌာနတွေကိုဖြေဆိုထားတဲ့အကြောင်းအရာပါအဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်ကတော့1948ခုနှစ်ဒီဗြိတိရှားရှာနေပြီးတော့လွတ်လပ်ရေးစရကလေးကကရှမီးယားဒေသကိုအရင်ပွားမှုပြဿနာတွေနဲ့နှစ်ချမ်းဝေးခဲ့ပါလေအဲ့တော့သူတို့ရဲ့ကျွန်တော်တို့ဒီအရင်ပွားမှုတွေနှစ်ဖက်စစ်မှတ်ရေးရာတိုက်ခိုက်မှုတွေတစ်ဖက်နဲ့တစ်ဖက်ပြန်လည်တိုက်ခိုက်မှုတွေဟာအခုဆိုလို့ရှိရင်ဖြစ်ပွားလာတာကျွန်တော်တို့ ဒီ980ဒီပါတီရှိလာပြီ80ဒီပါတီရှိလာပြီဆိုတော့အခု2025ခုနှစ်မှာတော့တော်တော်လေးပြင်းပြင်းထန်ထန်တင်းတင်းမာမာရှိလာတဲ့အခြေအနေတွေပါအဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အင်ဂျင်နိုင်ငံတွေရဲ့နျူကလ িয়ার လည်းနိုင်ငံလုံးကပိုင်ဆိုင်ကြရတယ်ဆိုတော့ဘာကြီးလားကဘာကြီးအတွက်စိုးရင်စရာကောင်းတဲ့ဒါစစ်မှတ်ရေးရာတိုင်းတစ်ခုဖြစ်ပါတယ်။ပါကစ္စတန်မှာလည်းနျူကလ িয়ার ပိုင်ဆိုင်မှုရှိတယ်။အိန္ဒိယမှာလည်း ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရှိတဲ့အခါဒီနျူကလ িয়ার စစ်ပွဲထိတာဖြစ်လာမယ်ဆိုရင်အင်ဒီဂျင်းနိုင်ငံတွေလည်းဟိုပြဿနာတွေထဲမှာတကယ်ကိုရက်ခတ်မှုတွေကြီးမားနိုင်ပါတယ်။ဒါကြောင့်ဒီသတင်းကြော်တွေကိုလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပြီးတော့အချိန်နဲ့တပြေးညီပြည်သူတွေစီကိုသင်ဆက်ပေးပါမယ်။အဲ့တော့နောက်ထပ်ဖြစ်တဲ့ဒီတွင်ကသတင်းကြော်ရတွေကိုလည်းဆက်ပြီးတော့သင်ဆက်ပေးခြင်းပါတယ်။ဒါကတော့တင်းနိုင်ငံတွေကသတင်းမှာပလောမျိုးနေပေါ်မှာရှိတဲ့ဆမ်းဝဲအရက်တိုင်မှာတောက်စားမှုယူနေတဲ့လက်နက်ကိုင်ပစ္စည်းတုံးကိုပြစ်ခတ်တိုက်ခိုက်ရမှာ သုံးစလုံးသိဆုံးသွားတယ်ဆိုတဲ့အတိုင်းကိုဆက်ပြီးတော့ပြောပြကြပါတယ်ဒီကနေ့ sorry ပါမနေ့ကမေလ6ရက်နေ့ညနေ9:00ခွဲအချိန်ကမှပလောမြို့အမှတ်2ရပ်ကွက်မှာရှိတဲ့စမ်းဝင်းလို့အမည်ပေးထားတဲ့ရက်ဆိုင်မှာတောက်စားမူယူနေတဲ့ပြူစောဒီခေါင်းဆောင်ကလနီပြူစောဒီခေါင်းဆောင်ကျော်သွေးရကလားနီလို့ပြောမှဖြစ်နေတာဆိုသူတို့နာမည်ပြောင်းခေါ်ရတာဖြစ်ပြူစောဒီတန်းနိုင်တို့ကိုဘိတ်ကံအမှတ်1တိုင်းနဲ့ဘိတ်ကံရပကပပူပေါင်းဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ် အဲ့ဒီသုံးတာရဲ့ပြဿနာဒီသုံးပါပြည်သူတွေကိုချင်းချောက်ပြီးတော့ဝင်ညစ်တာဖမ်းဆီးတာဂေကြီးတွေကောက်တာလူငယ်တွေကိုအင်းအားတမဆစ်မှုထမ်းဆောင်စေတာပလောမြတ်တွေမှာဖြစ်ပွားခဲ့တဲ့တိုင်ပွဲတွေပြီးမှာပြည်သူပိုင်တွေဒီကိုမိရှုဖျက်ဆီးမှုတွေလုဆောင်ရမှာပါဝင်တဲ့အဓိကတရားခံတွေလို့ဆိုပါတယ်ခင်ဗျာအဲ့တော့ဒီကောင်တွေကအတော်အေးပါတဲ့စစ်ရှုံးတော်ဒီတောက်တိုင်ကြီးစားတွေလက်ကြံလေးရှိတဲ့ပလောမြတ်တွေမှာရှိတဲ့ဒေါ်လာရင်းအများစုတွေရဲ့မိသားစုတွေနေအိမ်တွေရိုက်ရွာတွေကိုဒုက္ခအေးဆုံးကောက်ပြီး စစ်ကောင်စီ lobby ပြူစောကြီးညမင်းစီကိုအချက်လက်တွေပြပို့ပြီး Telegram တွေ Facebook တွေကနေရသမျှကနေပေါ်ခိုင်းနေတာလေသူတို့ပဲသူတို့ကလက်နက်ကင်ပြူစောကြီးပေါ်အတူရောအရှိရောရှိကြတယ်သူတို့ထက်ငယ်တဲ့ပြူစောကြီးတွေကိုတော့စစ်တပ်ကလက်နက်သင်ပေးထားတာလို့ဒီဘိတ်ခဲမှာအမှတ်တင်မှာရှိတယ်တောင်းယူထားတဲ့တောင်းဝင်ရှိသူတွေကချင်းချင်းတွေကိုဒီပြူစောကြီးသုံးဦးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိစိတ်အခုလိုမျိုးပြောပြပါပါခင်ဗျာဒါကတော့ပြူစောကြီးသုံးဦးလင်းလင်းမြန်မြန်နဲ့ ဒီဘုချုပ်သွားတယ်တိုင်းပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်သတင်းတစ်ပုဒ်ကိုစူစီကနေဆက်ပြီးတော့တင်ဆက်ပေးပါဦးဟုတ်ကဲ့ပါကြောက်ထုမျိုးကိုစောက်လို့ရေးပစ္စည်းသွားဝယ်တယ်တန်ကတော့တဘာနဲ့ပြည်သူတို့ကိုစစ်တပ်ကနေပြီးတော့ဖမ်းဆီးနှိပ်စက်ဖမ်းဆီးနှိပ်စက်လိုက်တာကြောင့်ဒီတန်ကတော့ပြန်လွန်သွားပြီးတော့ပြည်သူကတော့ဒီစေဝါကုသမှုခံယူနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီသတင်းမှာဆိုလို့ရှိရင်ကျွန်တော်ရုပ်ပုံတွေတော့ဒီဆရာတော်တန်ကတော့ တဘာဆိုရင်တော်ကုန်ပါနော်ရိုက်ခက်ခက်ခါတန်ရာညူမင်းတန်ရာတွေနဲ့တူတော်တော်လေးကိုလူမဆန်စွာဒီဖျားသားတော်တန်သားတော်ကိုတော့ဒါလိုမျိုးရရဆက်ဆက်လုတ်ကြရဆိုတော့ပမာန်ပြူဆိုရင်တော့တွေးကြည့်ဝင်စရာမရှိပါဘူးအဲ့တော့ဒီသတင်းပြည့်စုံတဲ့ဗီဒီယိုတင်ဆက်ပေးပါဦး မကွေးတိုင်းဖြစ်ပေါ်လာတော့မကွေးတိုင်းစောမြို့နယ်ကဒီတောက်ထူးမြို့တဲကိုဆောက်လုပ်ရေးပစ္စည်းသွားဝယ်တဲ့ဦးစင်းတပားနဲ့တကာတအူးကိုစစ်တပ်ကနေပြီးတော့ဖမ်းဆီးရိုက်နှက်နှိမ့်ဆက်မှုကြောင့်တန်ဃာတော်ကပြန်လည်တော်မူသွားပြီးအသက်38နှစ်အရွယ်ဖြစ်တဲ့တကာဖြစ်သူကိုစမ်းမင်းဦးကစေဝါကုသမှုခံနေရတယ်လို့ဒီရောအလင်းတန်းကကိုအောင်ကြီးကနေပြီးတော့ပြောပြထားတွေ့ရပါတယ်။ဟုတ်ကဲ့ပါ။မေလ3ရက်နေ့စောမြို့နယ်တောက်ထူးတိုင်နယ်တပင်းကျေးွာဘုံတော်ကြီးကျောင်းမှာတက်တော်40နှစ်အရွယ် တန်ငါရုံနဲ့တကာကိုစမ်းမင်းဦးတို့ဟာဆောက်လုပ်ရေးပစ္စည်းဝယ်ဖို့ဆိုင်ကယ်နဲ့ကြောက်ထုမျိုးပေါ်ကိုသွားရောက်ခဲ့တယ်။ဆောက်လုပ်ရေးပစ္စည်းတွေကိုရောင်းဝယ်တဲ့ဆိုင်ကိုရောက်ရှိပြီးတဲ့နောက်မှာပစ္စည်းတွေကိုဝယ်ယူနေစီမှာပဲအရက်တေစာတောက်စားထားတဲ့စစ်သားတွေကနေပြီးတော့လာရောက်ဖမ်းဆီးသွားတယ်လို့လည်းသိရတယ်။အဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာကြောက်ထုမျိုးအမြောက်တပ်အတွင်းကိုခေါ်ဆောင်သွားပြီးဦးစဉ်လူအမည်ကတော့တန်မင်းလို့ခေါ်ပါရတယ်။တကာကတော့ကိုစမ်းမင်းဦးတို့ကိုတနေ့ကုန်ရိုက်နှက်နှိမ့်ဆက်ခဲ့တာ ။အော်ဦးစင်းကတော့နောက်ကျောထိုးသွင်းဒဏ်ရာ၃ချက်ခြေထောက်တစ်ဖက်ကျိုးဒဏ်ရာကြောပြင်တစ်ခုလုံးညုံမဲဒဏ်ရာမျက်နှာဖူးယောင်ဒဏ်ရာတွေရရှိပြီးတော့တခါကိုစမ်းမင်းဦးကတော့ပေါင်ထိုးသွင်းဒဏ်ရာမျက်နှာဖူးယောင်ဒဏ်ရာကြောပြင်ညုံမဲဒဏ်ရာတွေရရှိခဲ့ကြောင်းလည်းသိရပါဗျာ။အဲ့ဒီလိုစစ်တပ်ကတနေ့ကုန်ညင်းပန်းနဲ့ဆက်ပြီးရဲ့နောက်မှာပြန်လွတ်ပေးလိုက်တဲ့ဒါကတော့သူတို့တပြင်းကြီးပါဘူး ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာမေလ၄ရက်နေ့ညနေပိုင်းမှာနေဆက်တရားရီနဲ့တန်ခါတော်ကတော့ပြန်ပြန်လွန်တော်မူသွားပြီးတော့ဒကာဆမ်းမင်းကတော့စေဝါကုတမှုဆက်လက်ခံယူနေရတယ်လို့လည်းသိရပါဗျ။ဦးစင်းနဲ့ဒကာတို့ကတောက်ထူးမျိုးတွေကိုဆောက်လုပ်ရေးတုံးပစ္စည်းလိုအပ်တာလေးသွားဝင်အဖမ်းခံရတာပါ။အမြောက်တက်သေးကိုခေါ်သွားပြီးစိတ်တိုက်နေဆက်တယ်။ညနေမိုးစချုံမှပြန်လွတ်လိုက်တာ။ဖမ်းခေါ်သွားတဲ့အချိန်ကနေ့လယ်ဘိုင်းကနေ့လယ်ဘိုင်းလောက်ကနေဖမ်းခေါ်သွားတာ။ တနေ့လေလို့နှိမ့်ဆက်ပြီးမှပြန်လွတ်လိုက်တာပါလို့ဒီရောအလင်းတန်းကကိုအောင်ကြီးကနေပြီးတော့ပြောပြထားပါရဲ့ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ Champion Session ကောင်စီတက်ရည်နည်းနည်းအရရမှာပြည်သူလူထုပေါ်တန်ဃာဒုပေါ်အပြစ်မဲ့ပြည်သူတွေပေါ်မှာကျွန်တော်တို့နေ့စဉ်နေ့စဉ်ပြည်သူကိုမတက်တဲ့ရက်အပြစ်မဲ့ပြည်သူတွေတန်ဃာတော်တွေကိုဒီကလေးငယ်လေးအမျိုးသမီးတွေကိုမတက်တဲ့ရက်မရှိ မရှိဘူးဆိုတာကိုအခိုင်အမာတက်တည်ပြနေတဲ့သတင်းဖြစ်ရဖြစ်ပါလေအဲ့တော့နောက်တစ်ခုကတော့ရေရောက်တိုက်ခိုက်မှုပါအဲ့တော့မနေ့ကမနေ့ပါနာအပြည့်ရတယ်လို့ထပ်တိုးထားရဲဆိုပြီးတော့မေးလာတယ်အဲဒီလောက်ကိုဒီဟုတ်တယ်ဒီရတတ်တန်တိုးတယ်ဆိုပြီးတော့ညင်ညာတယ်အဲ့တော့မနေ့ကကျင်းညာပြည့်တဲ့နောက်မှာပဲကျွန်တော်တို့သိတဲ့အတိုင်းတစ်ဖက်ပါရေရောက်တိုက်ခိုက်မှုလုပ်နေကြရက်စက်မှုလုပ်ခဲ့တယ်အဲ့တော့စကိုင်းတိုင်းထဲမှာကောလင်းပြည်နယ်ထဲမှာကြည့်ခံရတာ အရှိတမ်းမှာရှိတယ်ဒီရှောက်ပင်ချက်တော့ချက်ပတ်စလုံးပေါ့တကယ်ကဒီကြောင့်တိုက်ခိုက်မှုလုံးဆောင်နေတဲ့ပြည်သူပိုင်းတလုံးနေတလုံးပြသခဲ့ရပါတယ်အဲဒီနေ့မနေ့မေလ9ရက်9ရက်နေ့အစောပိုင်းတနအိမ်9ရက်အချိန်မှာအချက်မဲ့စစ်ကြောကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပါတယ်တကယ်ကိုလူတွေအိမ်မောကြနေတဲ့အချိန်မှာပြည်သူတွေတကယ်ကိုအသက်ဆုံးရှုံးမှုမရှိတာကိုကျွန်တော်တို့ကျေးဇူးတင်ရမယ်ဆိုရပါမယ်အဲ့တော့ဘာသီလိုရှာမှုမှမရှိပါဘူးပြည်သူကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာပါလို့ ီ calling info တာဝန်ရှိသူတို့ကပြောပါတယ်ဘုံကျတဲ့ကိုက်ခံရမှုကြောင့်ဒီရှောက်ပင်ကြုံရမှာနေတဲ့ဥမောင်ဝေရဲ့နေအိမ်ထိခိုက်ပျက်စီးပြီးကျေးရွာပျက်စီးမိနိုင်တဲ့ပျက်စီးဆုံးရောက်ကြောင်းပြည်သူတွေတင်းချောင်နိုင်ခဲ့တဲ့အတွက်ထိခိုက်မှုရှိကြောင်းကျွန်တော်တို့သိရတာဖြစ်ပါတယ်ခင်ဗျာ James ရှင်ကောင်စီကတော့အစကပြောရတဲ့အတိုင်းဒီဗီလာ6ရက်နေ့ကပြီးတော့လကုန်ဗီလာ9ရက်နေ့ရတယ်ဗီလာ9ရက်နေ့လကုန်ဒီအဲဒီငလင်းပြန်လဲထူထောင်ရေးတွေလုပ်တယ်ဆိုပြီးတော့အကြောင်းပြပြီးအပြည့်ရက်စဲအကြောင်းကို ဒီဝါရဖြန့်သူတို့ရဲ့ရုပ်တံဖြစ်တဲ့အမာ TV ကနေပြီးတော့ကျင်ညာသွားကြတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအခုလိုမျိုးတွေ့ရတဲ့အတိုင်းဒေချောင်းတိုက်ခိုက်မှုပြီးတော့ဆက်လက်ပြုလုပ်နေဆဲပဲဖြစ်ပါတယ်ပြုလုပ်နေဆဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မတော်မတရားကလည်းဒီကနေ့တိလေရင်းမှာတွေ့ရှိရတဲ့ကမ္ဘာတူတူကြကြသတင်းပြည့်စင်နေတဲ့ဒီပြည်တွင်းမှာတွေ့ရတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ရဲ့ရုပ်ပါရိုက်ဆိုင်မှုတွေတွေ့ရတဲ့သတင်းပြည့်စင်တွေကိုစူးစိပြီးတော့တိဆက်ပေးကြတာပါတော့ ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်မှာအမြတ်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါအမြတ်ဆုံးလွတ်မြောက်ကြပါစေ။ကျွန်တော်တို့ရဲ့တင်ဆက်မှုတွေကိုလည်းဝေဖန်အကြံပြုနိုင်ပါတယ်။ comment တွေအမြင်တွေအတွေးတွေသတင်းအချက်အလက်ဖြစ်စဉ်ထူးခြားမှုတွေကိုလည်း comment ပါလာရောက်ရေးသားခြင်းအဖြစ်ပါဝင်နိုင်ပါတယ်။အဲ့တော့ပြည်သူတို့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ channel လေးကိုလည်း subscribe လုပ်ပြီးတော့ဗီဒီယိုအကောင်းဆုံးလေးကိုကြည့်ခဲ့ပေးဖို့မြတ်တာရက်ခံနေပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။